ားလုံးပဲမင်္ဂလာပါရှင်ယနေ့2025မေလ30ရက်နေ့နေ့လယ်ပိုင်းသတင်းအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့နေ့လယ်ပိုင်းမှာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်မြဝရီမြို့နယ်ရှိ အမြင့်ဆုံးတောင်ကုန်းပေါ်တွင်တည်ရှိသောမြူဟာမြောက်ဘရင်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များက나ยีပိုင်းအတွင်တိုက်ခိုက်သိမ်းပိုင်းလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရရှင် ။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝရီမြို့နယ်ရှိအမြင့်ဆုံးတောင်ကုန်းပေါ်တွင်တည်ရှိသောဘရင်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုင်းလိုက်ကြောင်း KNLA သတင်းရင်းမြစ်များကိုကိုးကား၍ထိုင်းသတင်းများတွင်ဖော်ပြထားပါသည်။ ယနေ့မေလ30ရက်နေ့နနက်၄နာရီအချိန် KNL လေး KNGO ပူပေါင်းတက်များက Wallie View ဟာစစ်စခန်းအနီးရှိအမြင့်မားဆုံးတောင်ကုန်းတွင်တည်ရှိသောဘရစ်နောင်ကုန်းစစ်စခန်းကိုတိုက်ခိုက်သိမ်းမလိုက်ကြောင်းအဆိုပါစခန်းကုန်းကိုပထမဦးဆုံးအကြိမ်တိုက်ခိုက်သိမ်းမနိုင်ခြင်းဖြစ်ကြောင်းသိရှိရပါသည်မေလ28ရက်နေ့ကနေလီစခန်းကို သိမ်းပြီးတော့အပြန်မမနေ့ကအဲ့ဒီဘရစ်နောင် စခန်းကုန်းကိုတဝိုင်းနိုင် ပြီးတော့ drone တွေနဲ့တောက်လျှောက်ပုံကျဲချပြီးတိမ့်လိုက်တာလို့သိရပါတယ်။အဲ့ဒီစခန်းကုန်းအယမ်းမြင့်နဲ့ဘယ်လိုမှတက်သိမ့်ဖို့မလွယ်တဲ့နေရာကိုညရင်းချင်းတိုက်ပြီးဒီမနက်မှတိမ့်ပစ်လိုက်တာစစ်တပ်ကအကုန်ဆင်ပြေးတာလို့သိရတယ်ဟုတော်လန်ရေးတရင်ရေးမြစ်ကပြောဆိုပါတယ်။အဆိုပါဘယင်းနောင်တက်စခန်းကို KNL ကဆယ်စုနှစ်ချီ၍ထိုးစစ်ဆင်ခဲ့ဘူးတော့လေတချိန်မှမသိမ့်ပိန့်ခဲ့ဘူးကြောင့် ယခုတိမ်ပယရှိမှုမှာပထမဦးဆုံးကြိမ်တိမ်ပယရှိခြင်းဖြစ်သည့်အပြင်နာယီပိုင်းအတွင်းတိမ်ပယရှိခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယမနေ့ညပိုင်းမှာယနေ့နနက်ပိုင်းအထိခိုင်းမြမာနယ်ဇက်တခြားစစ်ကောင်းစီတများကို KNLA ကထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းပြည်သူ933ဦးထိုင်းနိုင်ငံဘက်အချမ်းတို့ခုံလုံလာကြောင်း ထိုင်းတရင်များကသတင်းဖော်ပြပါရယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မော်လမြိုင်တွင်ပြည်သူနေအိမ်600ကိုဖျက်သိမ်းဖို့ဆောင်နေသောလာယရနာမြို့ကွတ်စ်စီမံကိန်းကိုရွေးကောက်ပွဲမတိုင်မီမွန်ဝန်ကြီးချုပ်နဲ့နေလုံဝန်ကြီးတို့ကလေလံတင်တွန်းရောင်းနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။မွန်ပြည်နယ် မော်လမြိုင်မြို့တွင်ပြည်သူနေအိမ်600ကိုဖျက်သိမ်းပြီးအကောင့်ထဲပေါ်နေသောလှရရနာမျိုးကွစ်တစီမံကိန်းကိုရွေးကောက်ပွဲအပြီးအစိုးရအပြောင်းလဲဖြစ်နိုင်၍ငွေဝင်ကြီးချုပ်နှင့်နေလုံဝင်ကြီးတို့ကလေလံတင်တွန်းရောင်းနေကြောင်းမော်လမြိုင်မြို့စီးပွားရေးအတိုင်ဝန်ကပြောဆိုပါရသည် မော်လမြိုင်မြို့လှရက်ကွက်နဲ့တာယာအေးရက်ကွက်ရှိမြေအေက17.239အေကပေါ်ရှိ နေအိမ်600ခန့်ကိုစစ်တပ်ကကျူးကျော်နေအိမ်များအတင်းအကျပ်ဖယ်ရှားကလှရနာမြို့ကွက်တစ်စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ကြယခုအခါလာမည့်ဒီဇင်ဘာလတွင်စစ်ကောင်စီကရွေးကောက်ပွဲ ကျင်းပပြီးအစိုးရအပြောင်းအလဲဖြစ်နိုင်သဖြင့် ရင်းချိန်မတိုင်မီမြေကွန်းများကိုမွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နယ်လုံးဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့ကိုယ်တိုင်အတင်းအကျပ်ထိုးယောင်းနေကြောင်းသိရှိရပါတယ်။မွန်ဝန်ကြီးချုပ်အောင်ကြည်သိန်းကဒီ project ကိုမြေကွက်တွေကိုဒီနေ့အကုန်အပြေးရောင်းဖို့ညွှန်ကြားတယ်။ဒီနေ့ကောင်မှရွေးကောက်ပွဲပေါ်လာရင်စိုးရအပြောင်းလဲဖြစ်နိုင်တာမို့ဒီကာလမတိုင်မီမြေကွက်တွေကိုကုန်အောင်ရောင်းဖို့အမိန့်ပေးတယ်။ ဝန်ကြီးချုပ်ကိုရိုင်းစီးပွားရေးသမားတွေကိုမြို့သစ်စီမံကိန်းကမြေကွက်တွေကိုချက်ချင်းဝယ်ခိုင်းနေတာဂရန်ဘာထုတ်ပေးမယ်ဆိုပြီးဝယ်ခိုင်းနေတာဟုမော်လမြိုင်အခြေစိတ်စီးပွားရေးအတိုင်းဝန်းကရှင်းပြပါတယ်လက်ရှိဝန်ပြင်းနယ်စစ်ကောင်စီက လာယရနာမြို့ကွက်သစ်စီမံကိန်းမှာပေ40နဲ့ပေ60မြေကွက်တစ်ကွက်လျှင်ငွေကျပ်သိန်း1500ဖြင့်ဂရမ်မြေအပီးထုတ်ပေးပြီးတတူရရောင်းချနေကြောင်းမြေကွက်များကိုလေလံစနစ်ဖြစ်ပါ လုံအလိုက်ရောင်းချမှုများလည်းရှိနေကြောင်းသိရှိရပါတယ်။အဆိုပါလှရရနာမြို့ကွက်သစ်စီမံကိန်းတွင်ဝင်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နေလုံဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့ရှယ်ယာများရရှိထားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းစီမံကိန်းကို ရခိုင် NLD အစိုးရလက်ထက်မော်လမြိုင်ခရိုနီမိုးကျော်ငွေမိုးစေးုံနဲ့ဟိုတယ်နဲ့စစ်တပ်တို့ပူးပေါင်း၍မြေဖြိုရောင်းစားရန်လှုံ့ဆော်ခဲ့တော်လဲမအောင်မြင်ခဲ့ကြောင်း ။ယခုဆက်အနာသိန်းချိန်တွင်ရင်းစီမံကိန်းကိုအတင်းလှူဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။မော်လမြိုင်မြို့တွင်လာယရနာမြို့ကွတ်စ်စီမံကိန်းကိုမော်လမြိုင်အခြေစိုက်ခရိုနီစီပွားရေးသမားမိုးကျော်ကဥဆောင်အကောင့်ထဲပို့နေခြင်းဖြစ်ပြီးမိုးကျော်ငွေမိုးက40ရာခိုင်နှုန်းနဲ့မွန်ပြည်နယ်စစ်အကောင်စီက60ရာခိုင်နှုန်းရှယ်ယာပါဝင်ကြောင်းမွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နယ်လုံးဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့ကလည်းရှယ်ယာများရရှိကြောင်းသိရှိရပါတယ် စီမံကိန်းကလေသမားတွေပိုင်းနဲ့လေမြေတွေပေါ်မှာလုပ်တယ်။လေသမားတွေကိုနစ်နာခြင်းခေါ်ယူတွေ့ဆုံခြင်းမရှိပဲမြို့တစ်စီမံကိန်းကိုပြည်နယ်အစိုးရဖွင့်နေခရိုနီတိုက်ကလုပ်ကြတာလေသမားတွေမှာကဒီမြေွက်တွေကသူတို့မြေတွေဖြစ်တယ်ဆိုတာလဲပြနိုင်ကြတယ်ဟုမော်လမြိုင်မြို့မှာမြေယာအရေးလှုပ်ရှားသူတဦးကရှင်းပြပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဖားကန်မြို့နယ်လုံခင်းရွာသို့စစ်တပ်စစ်ကြောင်းဖြတ်တန်းစဉ်ပြည်သူ၅ဦးထပ်မင်းကိုပြစ်တက်သွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင် ကချင်ပြည်နယ်ဖားကတ်မြို့နယ်လုံခင်ကျွော်တို့စစ်တပ်စစ်ကြောင်းဖြတ်တန်းစဉ်ပြည်သူ၅ဦးထက်မနည်းကို ပြစ်သက်တပ်ဖြတ်သွားကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။မေလ29ရက်နေ့ညပိုင်းမှာစ၍ဖားကတ်မြို့နယ်လုံခင်ကျွော်အနီးသို့ရောက်ရှိလာသောစစ်ကောင်စီတပ်ကမေလ28ရက်နေ့နဲ့မေလ29ရက်နေ့လုံခင်ရွာတို့ဖြတ်တန်းစဉ်ပြည်သူများကိုပြစ်ခတ်တပ်ဖြတ်သွားခြင်းဖြစ်ကြောင်းပြစ်ခတ်တပ်ဖြတ်ခံရသူပြည်သူ၅ဦးထက်မနည်းရှိပြီးယမန်နေ့မွန်လယ်ပိုင်း စစ်တပ်စစ်ကြောင်းထုတ်ခွာသွားစဉ်အလောင်းများကိုကောက်ယူတကြုံရကြောင်းဒေသပြည်သူများကပြောဆိုပါရယ်လုံချင်ရက်ကွယ်လေးလန်းစုံနေရာနဲ့အနီးအနားမှာပြည်သူတွေကိုပြစ်တက်သွားတာဒီအတိုင်းပြစ်တက်သွားတာလမ်းပေါ်မှာအလောင်းတွေလိုက်ကောက်ရတယ်စစ်စုပေါင်းတို့တိရတာငါးဦးရှိတယ်ဒီချက်ပေါ်နိုင်တဲ့နေရာစုံမကြည့်ရသေးဘူးဟုလုံခင်မဒေတာတရင်ရင်မြစ်ကပြောဆိုပါရယ် ခါကမြို့နယ်လုံခင်းရွာတို့အကျံဘတ်စစ်တပ်စစ်ကြောင်းဝေရောက်စဉ်ရွှေမော်တဲခိုခံပေါ်မှာထွက်ကြည့်သည့်ပြည်သူတအူးကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ခဲ့ရတွင်ယခုအချိန်ထိအလောင်းမကောက်ရသေးကြောင်းသိရှိရပါသည်။ခါကလုံခင်းဤရွာကရွှေမော်တဲခိုခံမှာအရက်သားပြည်သူတအူးကစစ်ခွေးစစ်ကြောင်းလာတာကိုပြတင်းပေါက်ကနေထွက်ကြည့်တာကိုတနက်နဲ့ပြစ်လို့ပွဲချင်းပြီးအသက်သေဆုံးတယ်။ တက္ကူမှာရှိတဲ့ပြင်းပောက်တွေလည်းချိခတ်ပျက်စီးမှုရှိတယ်ဟုဒေသပြည်သူတို့ကပြောဆိုပါရယ်အကြမ်းမစစ်တပ်ကဖားကန်မြို့သို့အင်အား600ကျော်ဖြင့်စစ်ကြောင်းတိုးဝင်ရောက်လာခဲ့ပြီးလက်တလျှောက်ပြည်သူများကိုဖမ်းဆီးတပြက်ချင်းများလုံဆောင်ခဲ့ကြဒေသတရင်းမြင့်များဤအဆိုအရသိရှိရပါရယ်ရှင် နောက်ထပ်တင်ဆက်ပေးမယ့်တင်ကတော့စစ်ကောင်စီကဒေါနာတောင်ပေါ်ကျေးရွာဖြစ်သည့်ကွေးလေစုကျေးရွာနဲ့စာတင်ကျောင်းကိုလေရင်ဖြင့်ဘုံကျဲမှုကလေးနှုတ်ပါဝင် ပြည်သူလေးဦးတန်ရရတဦးစိုးရင်ရတယ်ဆိုတဲ့တင်မဲဖြစ်ပါရဲ့ရှင်အတမစစ်တပ်ကကရင်ပြည်နယ်ကော့ကရိတ်ခရိုင်ဒေါနာတောင်ပေါ်ကျေးရွာတစ်ခုဖြစ်သည့်ကွေးလေစုကျေးရွာနဲ့စာတင်ကျောင်းကိုယနေ့ညနေပိုင်းတွင်လေရင်ဖြင့်ဘုံကျဲချသဖြင့်ကလေးနှုတ်ပါဝင်ပြည်သူလေးဦးထိခိုက်တန်ရရရှိကြောင်း KNL ဒရင်ရင်မြစ်ကပြောဆိုပါရယ်မေလ29ရက်နေ့ညနေ6နာရီ40မိနစ်အချိန်စစ်ကောင်စီဤတိုက်လေရင်စီးကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒေါနာတောင်ပေါ်ကျေးရွာဖြစ်သည့်ကွီးလေစုကျေးရွာနဲ့စာတင်ကျောင်းကိုပုံကျဲချခြင်းဖြစ်ကြောင်းသိရှိရပါရယ်ဒီညနေကြက်လေရင်စီနဲ့တိုက်ပွဲလေးမဖြစ်တိုက်ပွဲနေရာနဲ့လဲဝေးတယ်ဒေါနာတောင်ပေါ်ရွာကိုဘုံကျဲချတာကလေးနှစ်ယောက်လူကြီးနှစ်ယောက်ထိခိုက်ပါတယ်တေဆုံးတာမရှိဘူးတူကစိုးရင်ရတယ် ကျဲတာတော့ကြောင်းလဲထီးတယ်စာတင်ချိန်မဟုတ်လို့ကြောင်းပြန်မဖွင့်သေးလို့ကြောင်းမလူမရှိဘူးဟု KNL သတင်းရင်းမြစ်ကပြောဆိုပါရယ် KNL ဥဆောင်သောဖူပေါင်းတမားကထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းများကိုအဆက်မပြတ်ထိုးစစ်ဆင်တိုက်ခတ်တိုက်မက်လာပြီးနောက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများဖြင့်အများပြည်သူများ၏နေရာများကိုတိုက်ရိုက်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းသိရှိရပါရယ်ရှင် ဒီကနေ့နေ့လယ်ပိုင်းသတင်းကတော့ဒီလောက်ပဲဖြစ်ပါရဲ့ရှင်။နားဆင်ပေးသွားကြတဲ့မိဘပြည်သူများအားလုံးကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်။